ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook page နဲ့ YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အာဒီနေ့ကျွန်တော်သုံးသပ်ပေးချင်တဲ့ပွဲကတော့ Manchester City နဲ့ Aston Villa ရဲ့ပွဲဖြစ်တယ်။ဒီပွဲကိုတေချာလောက်အသေးမချရင် Man City ကကတ်နိုင်မယ်လို့ကျွန်တော်ထင်ထားတယ်။ဒါပေမဲ့ကျွန်တော်ထင်ထားတယ်ဒီအာတေမချရင် Man City ကကတ်နိုင်မယ်ပေါ့။ဒါပေမဲ့တကယ်တမ်းတော့ပွဲမှာတော့ Man City ရှုံးသွားတာ1-0နဲ့။ဆိုတော့ဒီပွဲကကျွန်တော်ထင်တော့ထင်ထားတယ် Man City ကအင်ကွမ်ဖြစ်တယ်။အင်ကွမ်ဆိုတော့ ်အာဒီဘက်မှာမထင်မှတ်ပဲနဲ့မန်စီးတီးကဆုံးလဲဆုံးသွားနိုင်တယ်ဆိုတော့ကျွန်တော်တွေးရတွေးထားတယ်ဒါမှမဟုတ်စင်တေးနိုင်ရင်တော့မှမန်စီးတီးကကတ်နိုင်တော့ပဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ထင်တဲ့အတိုင်းပဲဒီမန်စီးတီးကကပ်ပြီးဆုံးသွားတယ်1-0နဲ့ဘာလို့လဲအက်စတိုမီယာလည်းအင်္ဂွတ်မှာမာတယ်အင်္ဂွတ်ကလည်းသူ့သူ့ရဲ့အာအင်္ဂွတ်မှာဆိုအတန်တန်ကတကယ်ကစားခက်တဲ့အတန်တန်ဖြစ်တယ်ပြုစအင်္ဂွတ်မှာသူကလည်းကစားအားကောင်းတဲ့အတန်တန်ဆိုတော့မန်စီးတီးအတွက်ခက်ခဲတယ်သူတို့ပြန်ကိုပြန်သူကဟိုတော်တော်များများပွဲစဉ်တော်တော်များများမှာမန်စီးတီးကိုအကောင်းဆုံး အာဆင်ပြန်နိုင်လာတွေ့ရတယ်ပြီးလို့ရှင်ဒီပေါ်အာဘောလုံးပိုင်ဆိုင်မှုနဲ့တအားကြီးမကွာတော့ပြီးလို့ရှင်ဒီအာတိုက်စစ်အာတိုက်စစ်ဆင်မှုထိအောင်မှုမှာလည်းတအားကြီးကွာသွားတာမရှိဘူးဆိုတော့ဒီဘက်ဒီဘက်တကယ်ကြီးကောင်းတယ်ဒါပေမဲ့မန်စီးတီးကတော့ဘောလုံးပိုင်ဆိုင်မှုဟိုအသာစီးယူပြီးမှတော့တိုက်တော့တိုက်တယ်သူရဲ့ပိုင်ဟိုအာအက်စတိုမီလာထက်တော့သူကဘောလုံးပိုင်ဆိုင်မှုတော့အသာစီးရထားတယ်ဒါပေမဲ့တိုက်စစ်ဆင်မှုတွေသူဟိုထိအောင်မှုတွေမှာတော့ဟိုတအားကြီးမကွာဘူးပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီဘက်က ကျွန်တော်ထင်တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်လည်းထင်တယ်ဒီဘက်ကတကယ်လို့သေမဟုတ်လို့ရှင်မန်စီးတီးရကတ်နိုင်တယ်ကတ်မနိုင်မန်စီးအခမတည့်လည်းမန်စီးလည်းဆုံးသွားနိုင်တယ်ဆိုတော့ကျွန်တော်ထင်တဲ့အတိုင်းပဲမန်စီးတဲ့ဝမ်စီးနဲ့ဆုံးသွားတယ်ဆိုတော့အာဒီနှစ်ကဒီကွာဒီိုရာလည်းအကောင်းဆုံးလွင်အားဖြီးထားတယ်အကောင်းဆုံးဒူအကောင်းဆုံးတို့လည်းပြင်ဆင်ထားတယ်ဒါပေမဲ့ဒီဘက်မှာလည်းတို့မထင်မှတ်တဲ့ရက်လာတို့ပိုင်ဆိုင်လိုက်ရတယ်ဆိုတော့နော်ဒီမန်စီးတီးဖန်နေတဲ့တော့စင်မကောင်းစရာပေါ့နော်ဒါပါဖြစ်ဒီဘက်ကတော့ အာအင်ကွမ်းမှာတကယ်ကိုတော့ကစားကောင်းတဲ့ SQL ဘီလာဖြစ်လို့မန်စီးတီဖန်နေဖြေတာလို့ရတယ်နောက်ပိုင်းမှာပြန်လာနိုင်ဖို့ကျွန်တော်ဆူတောင်းရမှာပေါ့နော်မန်စီးတီဖန်နေနောက်နောက်ပိုင်းမှာကျွန်တော်ပြန်လာနိုင်မယ့်လို့ကျွန်တော်မျှော်လင့်နေယုံကြည်တယ်ဟိုမန်စီးတီကတကယ်ဟိုကစားမကောင်းတွေရှိတယ်ကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့တော့ကောင်းဆုံးကစားနိုင်တဲ့ဟိုကစားမကောင်းတွေသူကအများကြီးပိုင်ဆိုင်ထားတယ်ဆိုတော့ဒီဘက်မှာဘက်မှာလည်းကျွန်တော်ဒီအဆုံးပွဲရတာကိုဂျုံသွေးရလိုက်ရပြီမြင်နောက်ပွဲမှာပြန်လာနိုင်မယ့်လို့ကျွန်တော်မျှော်လင့်တယ် ကွာဒီယိုလာအကောင်းဆုံးပြင်ဆင်မှုနဲ့ပြန်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့အာဒီဘက်ကတော့ကျွန်တော်တို့ထူထွင်းပြောစရာမလိုဒီဒီဘက်မှာမာစီဒီယာသူ့အထုံးစံတိုင်းဘောလုံးပိုင်ဆိုင်မှာဒါစီရယူတယ်ပြီးရှင်တိုက်စစ်ဆင်တယ်အာဒီလိုဒီအက်စတိုမီလာကျတော့သူကအမီပရော့ဆော်တယ်မီပရော့ဆော်ရင်မှသူကပိတ်တယ်ပိတ်ပိတ်ပိတ်ပြီးလို့ရှင်သူပြန်ရပြီးဟေ့ဆိုရင်ဒီကောင်တာအထက်ကိုသူကအမြန်သွားတာကောင်တာအထက်သွားတယ်သွားသွားအဲ့လိုမျိုးသူက ာမန်စီးတီးရဲ့ဒီဟိုနောက်တန်းကိုပရက်ရှာပြန်ပေးတယ်ပေါ့နော်အဲ့လိုမျိုးသူကဆွတ်ဆွဲနေပဲဒီအာတကိုးပေါက်တဲ့တွားတယ်အဲ့တကိုးသူကဒီအဲ့လိုဆွမ်းဆွဆွမ်းဆွမ်းနေအာအက်စတမီလာတကိုးရသွားတယ်ဆိုတော့ဒီဘက်မှာကကျော်ဒီအာဒီလိုပွဲမျိုးကမန်စီးတီးကဂျုံဖူးတယ်နှစ်တိုင်းပါတယ်အာတနည်းမှာတစ်ခါတော့သူကဂျုံဖူးတယ်ဘာဆိုတော့သူကမန်စီးတီးကဘောလုံးပိုင်ဆိုင်မှာတာစီယူမှာဆော့တဲ့အတင်းဆိုတော့ဒီလိုပွဲမျိုးကမန်စီးတီးကဂျုံနေကြပွဲတွေဖြစ်တယ်လို့ဒီဒီနေ့ပွဲဟိုဟာ ်အဆုံးနေသွားတာကသူ့အတွက်အထူးဆန်းလက်မဟုတ်ဆိုတော့နောက်ပွဲတွေမှာမန်စီးတီးဘာနေအကောင်းဆုံးကွာပြီးလည်းတင်ပြလာနိုင်မယ်လို့လည်းယုံအနောက်ပွဲတွေမှာမန်စီးဘာနေကွာပြီးလည်းတင်အကောင်းပြန်လာဖို့ဆူတောင်းရမှာပေါ့နော်မျှော်လင့်ရမှာဆိုတော့ကျွန်တော်ကျွန်တော်ထင်တော့မန်ဒီအကျွန်တော်ထင်တော့ကွာဒီယိုလာကအကောင်းဆုံးပြည့်စုံမှုနဲ့ပြန်လာမယ်လို့မျှော်လင့်တယ်နော်ဆိုတော့ဒီပူရီပွဲမှာလည်းအမထင်မှတ်တဲ့ရလာလေးနဲ့ကွမ်စီနဲ့ အာမန်စီးရဆုံးသွားပြီမြေအကောင်းဆုံးတော့ဆင်ပြန်ကစားသွားတယ်ဒါပေမဲ့ဒီပွဲဘောလုံးပွဲပွဲတူတူပါပဲဒီကိုမထမတ်တဲ့ရလတ်တင်တော့အဖြစ်ပေါ်တတ်တဲ့ရဒီပွဲလာဒီမန်စီးတက်ကတော့အထူးဆန်းတော့မဟုတ်ဘူးဘာလို့ဘာဖြစ်လို့အထူးဆန်းမဟုတ်ဘူးလို့ကျွန်တော်ပြောရဲဆိုတော့မန်စီးကဒီလိုပွဲမျိုးဂျုံဖူးတယ်အာတနည်းမှာတစ်ခါတော့တူဂျုံဖူးကြဆိုတော့သူတက်ကတော့အထူးဆန်းမဟုတ်ဘူးဒါပေမဲ့ဒီသူအကောင်းဆုံးပြင်ဆင်မှုနဲ့ပြန်လာမယ်လို့ကျွန်တော်မျှော်လင့်နေဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဒီပွဲပြီးသုံးသချက်လေးကိုဒီမှာပဲ ဆုံးသချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပွဲကြမှာပြန်ဆုံးကြမယ်နော်ပပိုင်း